American ဘက်ကတော့ nuclear စမ်းသပ်ရင် Russia ကလည်းချက်ချင်းတုံ့ပြန်စမ်းသပ်ဖို့ပြင်ထားရမယ်လို့ Russia သမ္မတ Putin ကပြောပါတယ်။ယူကရိန်းစံတမှုတွေနဲ့ပတ်သက်လို့အမေရိကန်သမ္မတထရန့်ပြညာချက်ဟာလိမ့်လက်ထားစဉ်းစားမယ့်ကိစ္စပဲလို့သမ္မတပူတင်ကရုရှားလိုဂျိုအကောင်စီရေးပေါ်ဆွေးနွေးပွဲမှာပြောပါတယ်။ရုရှားနဲ့ယူကရိန်းစံတမှုနဲ့ပတ်သက်တဲ့စာချုပ်ပါအချက်အလက်အလုံးကိုလေ့စားလိုက်တာပါတယ်။ဒါပေမဲ့စာချုပ်ကိုလက်မှတ်ထိုးထားတဲ့တခြားနိုင်ငံတနိုင်ငံကယူကရိန်းစံတမှုတွေလုံလာမယ်ဆိုရင်ရုရှားအနေနဲ့လည်းလက်တော့ပြတ်ဖို့အချိန်ကိုလုပ်ရမယ်လို့ပူတင်ကပြောသွားပါတယ်။ မရိကန်နျူကလ িয়ার စံတမှုနဲ့ပတ်သက်တဲ့ကြေညာချက်ကိုကာကွယ်ရေးဝန်ကြီးအန်ဒရီဘယ်လူဇော့ကာကွယ်ရေးဥစည်းချုပ်ဂရာစီမော့လူကြိုရေးကောင်စီတွင်မှုစာဂေရှန်ကို FSB ထောက်လှမ်းရေးကြီးကဲအလန်ဇန်နာဘူဒီဂေါ်တို့ကဆွေးနွေးတင်ပြကြောင်းရုရှားဆိုရသတင်းတွေကဖော်ပြပါတယ်ရုရှားသတင်းတွေမှာတော့ပူတင်ရဲ့ဆိုရဖွဲ့ဟာတမတ်ထွန်ရဲ့စစ်ဝင်စားမှုပြန်ရအောင်ညီမျိုးစုံနဲ့ကျင့်သုံးနေတယ်လို့ဖော်ပြပါတယ် ထရာဟန်ဂရီထဲဒီစရဘကိုဖျက်သိမ်းခဲ့တယ်လို့ယူကရိန်းစစ်မြေပြင်ခြေအနေနဲ့ပတ်သက်လို့ရုရှားဆိုရပြောဆိုနေတာတွေပေါ့စိတ်ဝင်စားမှုမပြတော့တဲ့ခြေအနေဖြစ်နေတယ်လို့ရုရှားသတင်းတွေကဖော်ပြပါတယ်ထရာဟာသူလုတ်မဲ့အရာကိုပဲအယုံဆိုင်ပြီးလုတ်ပါတော့တယ်ရုရှားပေါ့စိတ်ဝင်စားမှုလဲသွားပါတယ်အဆိုရတော့အလားအလာကောင်းတာမဟုတ်ဘူးလို့လေးလာသူတွေကပြောပါတယ် ။လလောဆင်မှာတော့အမေရိကန်ကနျူကလ িয়ার ထိပ်မှုသင်္နန်းရဲ့တိုက်ချင်းပစ်ဒုံးကြီးစမ်းသပ်ပစ်ခတ်ခဲ့ကြောင်းထုတ်ပြန်ပါတယ်။နျူကလ িয়ার ထိပ်မှုသင်္နန်းရဲ့မနစ်မန်3တိုက်ချင်းပစ်ဒုံးကြီးကိုနိုဝင်ဘာ9ရက်နေ့မှာအောင်မြင်စွာစမ်းသပ်ခဲ့ကြောင်းအမေရိကန်အကာသလေတောင်းတစ်ဖက်ကသတင်းထုတ်ပြန်ပါတယ်။စမ်းသပ်ပစ်ခတ်မှုကယ်လီဖိုးနီးယားမှာရှိတဲ့ဘန်နန်ဘက်အကာသတပ်ဖွဲ့စခန်းမှာလုခဲ့ပြီးမင်းမန်3တိုက်ချင်းပြတုံးကြီးဟာမိုင်ပေါင်း၄000ကျော်မှရှိတဲ့ပြည်မှတ်ကိုရောက်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်။ GD25 follow မြေပေးထားတဲ့အခုစပစ်ခန့်စံတမှုဟာ American မျိုးသားကောက်ွယ်ရေးရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့တိုက်ချင်းပြဒုံကျစ်စနစ်ရဲ့ယုံကြည်စိတ်ချရမှုအသိဖြစ်မှုနဲ့တိကျမှုတွေကိုအကဲဖြတ်ဖို့ဖြစ်တယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ American ဒီလိုလုပ်တဲ့အတွက်ကြောင့် American ကိုအထူးစစ်ဆင်ရေးဆောင်အခြေအနေတွေမျှဝေသိပြီးမှမဟုတ်ဘူးလို့ Dimitri Peskov ကပြောပါတယ်။အထူးစစ်ဆင်ရေးဆောင်ဆိုတာကတခြားမဟုတ်ပါဘူး Ukraine စစ်နေပြည်တော်ရုရှားတို့ကတုံ့နှုံးတာဖြစ်ပါတယ်။ လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေနဲ့စစ်မှုပြင်းပြီးပေါ်ကအမေရိကန်ကိုမျှမဝေပြီးတော့ဘူးလို့ရုရှားသမ္မတပြောရေးဆိုခွင့်ရှိသူဒီမီထရီဘက်စ်ခော့ကဆိုပါတယ်။အမေရိကန်ကိုယ်စားလှယ်ပေါ်နဲ့တွဲဆောင်ခြင်းမျိုးမှာအထူးစစ်ဆင်ရေးမိဘကသတင်းချက်လက်တွေမျိုးပုံနဲ့တကွာရှင်းပြခဲ့တာမျိုးရှိပါတယ်။လောလောဆယ်အမေရိကန်ဖွင့်နဲ့တွဲဆောင်တာမျိုးမလဲမရှိလို့ဒီအခြေအနေတွေလည်းရှင်းမပြတော့ဘူး။အခုအမေရိကန်ရဲ့အဲ့ဒီလိုမျိုး minimum 3ဖြစ်လို့မှုကကျွန်တော်တို့ကိုချိန်ချောက်တာလို့ဒီမီထရီဘက်စ်ခော့ကပြောပါတယ်။ ပိုခရမိုနဲ့ကူဘီယက်စ်မျိုးစင်ပြည်မှာယူကရိန်းတပ်ဖွဲ့ဝင်တပေါင်းကျော်ကိုရုရှားတပ်တွေကပိတ်ဆို့ထားတယ်လို့တမောပူတင်ကပြောပေမဲ့အမေရိကန်ပါဝင်နိုင်ငံတကာကစစ်ဝင်စားမှုပြခဲ့တဲ့ပြင်နိုဝင်ဘာ၄ရက်နေ့မှာပဲယူကရိန်းသမ္မတဇီလန်စကီကအဲ့ဒီစစ်မြေပြင်တွေကကိုကယက်စ်ခန့်နေစီတွားရောက်ခဲ့တာဖြစ်ပါလေဒီအချိန်လေးနဲ့ပတ်သက်လို့မမြတ်ချက်ပေါ်လဲဒီမီဖီပက်စကော့ကဖြည့်ဆို့သွားပါတယ်ပြောရမယ်ဆိုရင်တော့ မေရိကန်ကိုကျွန်တော်တို့ကလည်းဂရုဆိုင်အောင်ရုရှားမျိုးသားညီညွတ်ရေးတွေကလိုမလေးရနေမှာကျင်းပခဲ့တယ်ဗျာ။ဒါပေမဲ့အမေရိကန်သမ္မတဆီကလည်းဂုဏ်ပြုတော်လာပေးဖို့တာမျိုးရှိလားမရှိဘူးလို့ရုရှားသတင်းတောက်တွေကပြောပါလိမ့်။လက်ရှိချိန်မှာတော့ရုရှားနဲ့အမေရိကန်ကြားထဲမှာတင်းမောင်းမှုကပိုပြီးဆိုးလာတဲ့အခြေအနေမှာရှိပါလိမ့်။နောက်သတင်းပုတ်ပြောချင်ပါတယ်။ယူကနီနိုင်ငံမှာစစ်ဦးစီးချုပ်ကသမ္မတရွေးကောက်ပွဲဝင်ရောက်ရှင်ပြန်ဖို့စီရင်သွင်းထားတယ်လို့သိရပါလိမ့်။ လွန်ခဲ့တဲ့လိင်တကအာနာသိမ်းပြီးနောက်ဂီနီနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ဆေးဦးစီးချုပ်ဟာအယတားဆွေရထံအာနာလွဲပြောင်းမယ်ဆိုတဲ့ကတိကိုချိုးဖောက်ပြီးသမရွေကောက်ပေါ်မှာဝင်ရောက်ရှင်ပြန်မှုအမည်စင်းတင်သွင်းလိုက်ပါတယ်။သူဟာခုကစစ်သားမို့တော့ပဲနဲ့အယတားဖြစ်သွားပြီလို့ဆိုပါတယ်။ဒါကြောင့်ရတားဖြစ်သွားတဲ့အတွက်ကြောင့်ရတားဆွေရစီကိုအာနာလွဲပေးတာနဲ့တူတူပဲဆိုပြီးတော့အဲဒီစီဦးစီချုပ်ကပြောပါတယ် ဂိနီနိုင်ငံမှာအာနာသိမ်းထားတဲ့စစ်ဦးစီးချုပ်ဘုံမူကြီးမာမာဒီဒုံမူရာဟာစစ်တီတွေနဲ့အတူမျက်မှန်အမဲအောင်တက်ပြီးတရားဝန်ချုပ်မှာကိုယ်စားလောင်းဖြစ်သူကိုယ်သူမျိုးစီးတင်နေခဲ့ပါတယ်။ဒီကိစ္စပေါ်လဲလူသိရှင်ကြားမှတ်ချက်ပေးခြင်းလည်းမရှိပါဘူး။ဂိနီရဲ့အခြေဆုံးတိုက်ခိုက်ပါတီတစ်ခုကိုရွေးကောက်ပွဲဝင်ရောက်ရှိရဖို့လည်းဒီဇင်ဘာလမှာ တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ ဒီပါတီချင်းတစ်ခုကလည်းဝင်ရွေးခွင့်မရှိတော့ပါဘူး။ဒါကြောင့်လွတ်လပ်မြတ်တဲ့ရွေးကောက်ပွဲဖြစ်မဖြစ်ပေါ်ပြည်သူတွေကစိုးရိမ်နေပါတယ်။ရွေးကောက်ပွဲမှာဝင်ရောက်ရှင်နေဖို့အတွက်တမနာလောင်းတွေဟာ KD Front ဝင်185တန်းအာမခံချက်ပေးရမယ်လို့အာနာပိုင်တွေကအံအသိပေါ်ကြေညာပါတယ်။အဲ့ဒီပြဿနာလောက်မပေးနိုင်တဲ့လူကတော့ဝင်ရောက်ရှင်ပြန်ခွင့်မရှိဘူးလို့ဆိုပါတယ်။ဘုံမူကြီးမာမာတီတို့ဘူရာကတော့သူကတော့ပေးနိုင်တယ်လို့ဆိုပါတယ်။သူ့မှာရခိုင်ကတမန်ထားတဲ့ဖရန့်ဝေတန်းပေါင်း၈၀၀ထက်မြန်မာနေလို့ပေါ်ဝင်ရှင်ပြန်မဲ့သူရောနေနိုင်ကြောင်းကဲခက်တွေကဆိုပါတယ်။ အာနာဒိနဲ့ပုံမကြီးတို့မူတာကတော့ရက်သားထိုင်အာနာပြန်ပေးမယ်လို့ကတိပြုခဲ့ပြီးမှမမိအနေနဲ့အသွင်ပြောင်းအစိုးရမှဘယ်နေရာမှဝင်ရောက်ရှိနေမှာမဟုတ်ကြောင်းကတိပြုခဲ့ပြီးခုတော့သူပေးတဲ့ကတိကို သူကိုယ်တိုင်ပဲပြန်လဲချိုးဖောက်လိုက်တာဖြစ်ပါလိမ့်။နောက်သင်ပုတ်ပြောချင်ပါလိမ့်။တရုတ်နိုင်ငံရဲ့ရန်လိုမှုကိုတံပြန်မှုအတွက်အာဆီယံနိုင်ငံတွေစီလုံးညီညွတ်ကြပါဆိုပြီးအမေရိကန်ကာကွယ်ဝင်ကြီးပီဟာဆက်ကတိုက်တွန်းပြောဆိုလိုက်ပါလိမ့်။ တောင်တရုတ်ပင်လယ်တွင်တရုတ်ရဲ့ရန်လိုမှုကိုတက်မြဲရမှာဒရုန်းနည်းပညာနဲ့သုံးတာပါဝင်ပင်လယ်ရေကြောင်းကင်းလက်မှုပူပေါင်းဆောင်ရွက်မှုပါတိုးမြင့်ဖို့ပြောပါတယ်။စူးစိတတဲ့ရေကြောင်းဆိုင်ရာကွန်ရက်တစ်ခုနဲ့ချိန်ကျမှုကိုတက်မြဲမဲ့ပူးတွဲဆောင်ရွက်ရေးလည်းဖော်ကြဖို့သူကတိုက်တွန်းခဲ့တာပါ။ကျွန်တော်တို့ရေပိုင်နယ်တွေနဲ့တောင်တရုတ်ပင်လယ်မှာချိန်ကျမှုအနောက်ရှက်ပေးမှုတရားမဝင်လှုပ်ရှားမှုတွေဖြစ်နေတယ်။ကျွန်တော်တို့တရုတ်နဲ့ပြိပကမဖြစ်လို့ဘူးတရုတ်ကကျွန်တော်တို့ကိုမလန့်မှုအောင်လုံဆောင်ရမယ်ဆိုပါတယ်အမေရိကန်သမ္မတ Trump နဲ့တရုတ်သမ္မတ Xi တို့သဘောတူညီချက်တည်းရပြီးတော့သူကအဲ့လိုမှတ်ချက်ပေးခဲ့တာပါ တရုတ်ကာကွယ်ဝန်ကြီးတောင်ဂျန်နဲ့တွေ့ဆုံစဉ်ထိုင်ဝမ်နဲ့တောင်တရုတ်ပင်လယ်ဝန်ကြီးမှာတရုတ်ရဲ့ရေတပ်ဆိုင်ရာလှုပ်ရှားမှုကိုလည်းစိုးရိမ်ကြောင်းပြီးဟာဆက်ကပြောပါရယ်တရုတ်ကမ်းခြေဆောင်တပ်ဖွဲ့ပိုင်းသမောတွေကရေမြောင်းနဲ့ဖလပိုင်းသမောတွေကိုတိုက်ခိုက်တဲ့ဖြစ်စဉ်ကိုကိုးကားပြီးသူကပြောပါရယ်မရိကန်နဲ့တရုတ်ကြားတွေ့ဆုံစနစ်မှုကိုကြိုးဆိုခဲ့ပေမဲ့ငြိမ်းပွားနေတဲ့စကားဘော့တောင်စွေကိုတရုတ်ပိုင်နဲ့ဖြစ်သမတ်မှုကိုလည်းမမျှတဘူးလို့ပြီးဟာဆက်ကပြောပါရယ်ကွန်ကြားစိမ့်နဲ့အန်ဒီရဲ့နေပါစွာနဲ့ကဲလဲစောင့်ကြည့်မှုတို့မြင်ဖို့ဝေဟင်ရေအောက်တုံးနဲ့ပါဝင် မောင်းသူမဲ့ draw straight တွေပို့တော့ဖော်ဆောင်လို့လည်းတိုက်တွန်းပါတယ်ကျွန်တော်တို့ဒီနိပညာတွေကိုမဟာမိတ်တွေမိဘတွေကိုမျှဝေလို့တဲ့ဆန္ဒရှိတယ်လို့ပြီးဟာဆက်ကပြောသွားပါတယ်နောက်သင်ပုတ်ပြောချင်ပါတယ်ပြီးခဲ့တဲ့အမေရိကန်သမ္မတရွေးကောက်ပွဲမှာဒီမိုကရက်တွေရှုံးနိမ့်ခဲ့ရတာဟာဂျိုးဘိုင်ဒန်စာကမလာဟာရစ်ကရွေးကောက်ပွဲဝင်ခဲ့တဲ့အတွက်မှောင်ရွေးမှုပဲဆိုပြီးတော့ဒီမိုကရက်ပါတီကိုထောက်ခံတဲ့ဟောလိဝုဒ်စူပါစတာဂျော့ဂလူနီကမှတ်ချက်ပေးပါတယ် မေဂန်ရွေးကောက်ပွဲကြိုကာလမှာသမ္မတဂျိုးပိုင်နဲ့နေရာကိုကမလာဟာရစ်နဲ့အစားထိုးရှင်ပြန်စေခဲ့တဲ့ဒီမိုကရက်ရဲ့ဆုံးဖြတ်ချက်ကမှားခဲ့တယ်လို့သူယူဆကြောင်းမေတာကြီးချော့ကလူနီကဆိုပါတယ်။ကိုတိုင်ကဒီမိုကရက်ပါတီအမားကရမုံငွေထောက်ခံသူဖြစ်တဲ့ချော့ကလူနီဟာနယူးယောက်တိုင်းသတင်းစာတွေထဲမှာဒီမိုကရက်ပါတီအနေနဲ့သမ္မတလောင်းနေရာအတွက်လူသစ်တမှုတွေသာရှာဖွေတင်ကြောင်းရေးခဲ့ပူပြီး ဒီမှတ်ချက်အတွက်လည်းနောင်တမရဘူးဆိုပါတယ်2024ရွေးကောက်ပွဲကြိုကာလမှာသမရပိုင်းနဲ့အကြမ်းမရေးရရွေးကောက်ပွဲဆက်မွင်တော့ဖို့ဆုံးဖြတ်ခဲ့ပြီးဒုသမဟာရစ်ကသူ့အစားရှင်ပြန်ခဲ့ပါတယ်။ဒါမဲ့ရွေးကောက်ပွဲမှာ Republican သမရအောင်တော်နဲ့ Trump ကိုကမလာဟာရစ်ကပြပြတသားရေးနိုင်ခဲ့ပါတယ်။ John Glue နေကအဲ့ဒီတုန်းကပါတီထဲမှာ Biden အနိုင်ယူရင် Harris နဲ့အစားထိုးရမယ်ဆိုတဲ့သဘောထားကကြိုတင်ဆုံးဖြတ်ချက်လိုဖြစ်နေခဲ့တယ်ဆိုပါတယ်။ သူ့သဘောကတော့ပါတီကိုစားပြုတမရလောင်းတို့ကိုတေးကြဆွဲကြရွေးပြီးမှသာရွေးကောက်ပွဲဝင်ခဲ့တဲ့လို့ပြီးခဲ့တဲ့သတင်းပတ်ကောင်က CBS နဲ့အင်တာဗျူးမှာဂျော့ကလိုနီကမှတ်ချက်ပေးပါတယ်ဒီမိုကရက်ပါတီဟာတကယ်ကိုစစ်မှန်တဲ့အခွင့်အရေးမျိုးရှိခဲ့ကြအောင်အဲ့ဒီတော့ကသူရွေးခဲ့တဲ့ဆောင်းပါးရဲ့အဓိကဆိုလို့ရင်ဟာပါတီတွဲမှာထိရောက်တဲ့ရွေးချယ်မှုလုပ်ငန်းစဉ်ကိုဖော်ဆောင်စေဖို့တာဖြစ်ကြောင်းဖြစ်နိုင်ချေရှိသူတိုင်းကိုအခြေခံအများဆုံးဆက်စပ်ရမှာဖြစ်ပြီးဘယ်သူကအကောင်းဆုံးဖြစ်နိုင်မလဲဆိုတာစောဖြတ်ခဲ့တဲ့ကြောင်း ဟာရဲအတွက်ခက်ခဲသောကိစ္စတစ်ခုကသူ့ရဲ့မှတ်တမ်းကောင်းတွေကိုသူကိုယ်တိုင်ပြင်ရင်ဆိုင်ခဲ့ရတာဖြစ်ကြောင်းတနည်းအားဖြင့်သူအားတစ်ချင်ကအရန်ဆွဲဆောင်နိုင်ခဲ့တဲ့ပုံကတော့မဟုတ်ဘူးလို့သူကိုယ်တိုင်လည်းဝန်ခံခဲ့ကြောင်းဟာရဲအတွက်လည်းအရန်ခက်ခဲတဲ့တာဝန်တစ်ခုပေးရခံခဲ့ရတယ်လို့ဂျော့ကလူနီကဆိုပါတယ်ဒါကြောင့်သူရိုးသားပြောရင်ဟာရီကိုရွေးကောက်ဖို့မူရွေးခဲ့တာဟာအမှားလို့ယူဆရတာနဲ့ပြောပါတယ်။ဒါပေမဲ့ခုတော့လည်းပြီးခဲ့တာတွေပြီးပါသေးလို့ဆိုပါတယ်။ဒီမိုကရက်ပါတီကနောက်ထပ်အောက်လူတော်မန်နီယာမှာထပ်ပြီးဆုံးရှုံးရမယ်လို့ပြောဆိုနေတာတွေလည်းကြားမိတယ်ဆိုပါတယ်။တကယ်ဖြစ်မလားဆိုတော့ သေချာမသိကြအောင်ဘာမှထုတ်မပြောတာဟာအမှန်တရားကိုဖုံးကွယ်ထားမှုနဲ့သဘောထားရှုပ်ထွေးသွားနိုင်ပြီဒါမျိုးကိုအဖြစ်မခံချင်ဘူးလို့ဂျော့ကလူနီကပြောသွားပါတယ်မနစ်ကနိုဝင်ဘာလမှာသူ့ဆောင်းမမဂျော့ကလူနီကလက်ရှိအချိန်တိုင်းဆက်သွားရင်ရွေးကောက်ပွဲနိုင်မှာမဟုတ်ဘူးလို့ကြေခဲ့ပါတယ်သမ္မတနေရာကိုသာမကပဲအောက်လို့တော့ထက်လို့တော့ထိန်းချုပ်နိုင်စွမ်းကိုလည်းဒီမိုကရက်ကလက်လွတ်ရမယ်လို့သူဟောကိန်းထုတ်ပါတယ်။ဒါမီဟာသူ့တူတဲ့အတွင်းမဟုတ်ပဲအထက်လို့တော့အောက်လို့တော့အမတ်တော်တော်များရဲ့အမြင်ဖြစ်တယ်လို့အဲ့ဒီတော့ကသူ့ဆောင်းပါးမှာပါပါတယ်။ ူပြောထားတဲ့အတိုင်းပါပဲတကယ်ဖြစ်ခဲ့ပါတယ်အခုနှစ်ဇူလိုင်လမှာတော့ဘိုင်နန်ရဲ့သားဟန်တာဘိုင်နန်ကအဲ့ဒီတော့ကဂျော့ဂလူနီရေးတဲ့ဆောင်းပါးနဲ့ပတ်သက်လို့အင်တာဗျူးတစ်ခုမှာပြပြနေနေဆေးရုံဝင်ပြန်ပါတယ်ဂျော့ဂလူနီနဲ့ဂျန်ဟာပါလီအားလုံးကိုသူဟာပြင်းပြင်းထန်ထန်ဆေးရိတ်ခဲ့လို့သူတို့အတွက်စကားကောင်းပြောနေစရာမလိုဘူးလို့ဆိုပါတယ်ပြီးတော့သူကလည်းနိုင်ငံအတွက်ဘဝတစ်ချောင်းလုံးတာဝန်ထမ်းခဲ့တဲ့သူ့ဖခင်လိုလူမျိုးရဲ့စကားကို နားမဝင်ကြပဲ ဂျော့ဂလူနီရဲ့ဆောင်းပါးတမျက်နှာစာကိုလူတွေဘာကြောင့်ယုံစားလဲလို့မေးခွန်းထုတ်ပါတယ်ဂျိုးဘိုင်ဒန်ရဲ့အသားဖြစ်သူစီကတုံ့ပြန်မှုကြောင့်မေးတဲ့ကဂျော့ဂလူနီကဒါဝုတွေ့ကြောင်ဒါဝုဖြစ်ရှင်းမှုဆိုရင်အချိန်ဖြုံးလို့ဖြစ်နေမြဲဒါကြောင့်မဖြစ်ရှင်းဘူးလို့ဆိုပါတယ်ခုချိန်မှာတော့အားလုံးကပြန်ကြည့်အမှန်တရားကိုတွေ့မှာပါလို့ဆိုပါတယ်ဟန်နာဘိုင်ဒန်ရဲ့ဒီမိုကရက်ပါတီတို့လည်းအကူအညီရမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်ဒီရွေးကောက်ပွဲလာမဲ့နှစ်ပတ်လည်ရွေးကောက်ပွဲနှစ်လည်ရွေးကောက်ပွဲမှာတော့ဒီမိုကရက်တွေပဲအနိုင်ရဖို့မျှော်လင့်ပါတယ်လို့ဂျော့ဂလူနီကပြောသွားပါတယ် နောက်ဆုံးသတင်းတွေပြောချင်ပါတယ်တခွက်ကိုဒေါ်လာ1000မြန်မာဝန်နဲ့တွက်ရင်340နီးပါးကြာတဲ့ကမ္ဘာဈေးကြီးဆုံးကော်ဖီကိုဒူဘိုင်းမှာရောင်းချနေပါတယ်အမေရိကန်ဒေါ်လာ1000နီးပါးကြာတဲ့ကမ္ဘာဈေးကြီးဆုံးကော်ဖီကိုဒူဘိုင်းနိုင်ငံမှာရောင်းချနေတယ်လို့သိရပါတယ်လူချမ်းသာတွေစုဝေးနေထိုင်ရမြို့ရဲ့ဂျူလစ်ကဖေးဟာ ပနားမကနေထူးမာထားတဲ့ coffee ဈေးကိုသုံးပြီးအဲ့ဒီဈေးကြီးဆုံး coffee ကိုမိတ်ဆက်ခဲ့တာပါကြီးမားတဲ့ယင်းနည်းမျိုးနဲ့မုတ်တစ်ခုအတွက်ဒူဘိုင်းတော့တင်းလျော်တဲ့နေရာမရှိဘူးလို့ခန်းစားမိကြောင်း Julie Coffee ပူးပွဲတူထောင်သူကပြောပါတယ်ဒီကော်ဖီမှာနိုမာတရနေ့ကစတဲ့ရောက်ချပြီးသီးဆုံးမွေးမြတဲ့ရင်နဲ့အစင်းမြင့်ကော်ဖီဈေးအရည်သွေးပေါင်းစံတဲ့ကော်ဖီတစ်ခွက်ဟာ3600တာဟန်ငွေသားကျတဲ့မှာပါ3600တာဟန်ဆိုတာကပြောရမယ်ဆိုရင်တော့ဒူဘိုင်းငွေဖြစ်ပါတယ် ဒါအမေရိကန်ဒေါ်လာ980လောက်နဲ့ညီမျှပါတယ်။ coffee တန်းမှာပန်းပေါင်းစုံနဲ့တခြားမှုရဲ့နဲ့တွေကိုလည်းအထူးသတိတနာပြုပေါင်းဆက်ပေးထားပါတယ်။ဒေါ်လာ1000နီးပါးတန်တဲ့ coffee ဟာပြားရည်ရဲ့ချုံမြင်မှု coffee ရဲ့ဆွဲလန်းစီမှုနဲ့နူးညံ့ထူးကြတဲ့အရာသာပေးစွမ်းစီမယ်ဆိုပါတယ်။ပြီးကြတဲ့လကဒူဘိုင်းမှာရှောင်းချတဲ့ coffee ဟာကမ္ဘာဈေးကြီးဆုံး Guinness စာချုပ်မှာတန်ပိုင်ဆိုင်ခဲ့ပါတယ်။ဒီလောက်ကော်ဖီတွေကတကယ်ပဲအလောက်တန်ဖိုးထားလားဒီလောက်များပြားတင်လားဆိုတာအငြင်းခုန်နေရှိနေစေပါ တချို့ကတော့အရန်ချမ်းသာတဲ့တထည်သကျွတ်တွေလောက်တာတောက်နိုင်မဲ့ကော်ဖီဟာဒူဘိုင်းမှာအပြိုင်ဆိုင်ရောင်းတာက fashion လို့စမ်းထွင်တယ်လို့ဝေဖန်ပါတယ်။ဂျူနစ်ကတော့သူတို့ကော်ဖီဟာပလောင်မမှာအကြာကြီးလေးလဲဆိုပြီးဈေးကြီးပေးဝယ်ခဲ့ရတဲ့အဆင့်မြင့်ဆုံးကော်ဖီဈေးကိုတောင်းထားပြီးပေးရတဲ့တန်ပေါ်နဲ့တပြားမကျန်ထိုက်တက်စီရမယ်လို့ကြွေးကြော်ထားပါတယ်။ဒီကော်ဖီမှာတောင်းတဲ့ကော်ဖီဈေးတွေစုစုပေါင်း20 kg သာရှိတဲ့ပလောင်မကိုဒါဟန်ဝေ1.2တန်းတနည်းအားဖြင့်ဒေါ်လာ6သိန်းကျော်နဲ့ဝယ်ခဲ့ရတယ်ဆိုပါတယ်။အဲ့ဒီကော်ဖီဈေးတွေကို နီရိုဆက်ဘန်ဂေရှာလို့ခေါ်ပြီးပနားမရဲ့ဘာရူမီတောင်နာကတဘာဝ6မီတာပေါ်မှာစိုက်ပျိုးထတာဖြစ်ပါတယ်။ရေနံအောင်ပြီးတဲ့နောက်ချိုကော်ဖီဇန်နဲ့လည်းဂျူလီစီကကော်ဖီစီတွေခေါ်ဝေဖို့ကလပ်မယ်။ကော်ဖီဇန်ဘက်ကငင်းဆန်ခဲ့ပြီးဒူဘိုင်းတော်ဝင်မိသားစုကအနေချင်းလက်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။